ကရင်ပြည်နယ်မြန်မာထိုင်းနယ်ဇက်ရှိကြားဖြန့်ခွန်အွန်လိုင်းငွေလိမ်ကိုင်းတွေနဲ့အဓိကပတ်သက်နေတဲ့အာနာသိန်းစစ်ကော်မရှင်က၎င်းတို့လုံရက်ကိုဖုံးကွယ်လိုရန်ကြောင်းကရင်မျိုးသားစည်းရုံး KNU ပြင်ထိုင်းနိုင်ငံကိုပါပြစ်တင်လွှဲချလာတယ်လို့သိရှိရပါတယ်။စစ်ကော်မရှင်ဟာမကြသေးမီကမြောက်ရီမက်ထော်တလေးရှိကြားဖြန့်ကိုင်း KK ပတ်နယ်မြေကိုဝင်ရောက်ကာအဆောက်အုံတွေဖြိုချဖျက်ဆီးရှင်းလင်းပြခဲ့ပြီးထိုင်းနိုင်ငံကြောင်းခုကိစ္စဖြစ်ပေါ်လာရတယ်လို့ဆွဆွဲပြောဆိုထုတ်ပြန်နေပါတယ်။ အဆောင်အုံအတွက်လိုအပ်တဲ့မီးဆက်အင်တာနက် Starlink ဆက်လူသုံးကုန်ပစ္စည်းစတာတွေကိုထိုင်းကုန်သည်တွေကတရားမဝင်လမ်းကြောင်းကနေထောက်ပံ့နေတာနဲ့ရောင်းချတာတွေပြုလုပ်နေပါတယ်လို့စစ်ကောမရှင်က၎င်းတို့ရဲ့ဝါဒဖြန့်သတင်းစာကတဆင့်ဆိုထားပါတယ် ဒါအပြင် KK Back နယ်မြေရှိ online လောင်းကစားလိမ်လည်မှုနဲ့ဒူးစရိုက်မှုတွေကျွလွန်သူတွေဟာထိုင်းနိုင်ငံကတဆင့်ခံပြီးနယ်စပ်ဖြတ်ကျော်ရောက်ရှိလာခြင်းဖြစ်က90ရာခိုင်နှုန်းကျော်ရှိပြီး၎င်းတို့ကိုဖမ်းဆီးစစ်ဆေးနေတယ်လို့လည်းဖော်ပြထားပါတယ်။အဆိုပါဖမ်းဆီးဖြိုချဖျက်ဆီးမှုဟာ Starlink သုံးပြီးငွေလိမ်ခိုင်းပြန်လည်ကြီးထွားလာမှုပေါ်တရုတ်ဆိုရပြင် American ကွန်ရက်ကပါစုံစမ်းစစ်ဆေးသွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်ရဲစိမ့်စိမ့်ပြုတ်လုံလာတာလည်းဖြစ်ပါတယ်။ ဒါအပြင်ထိုင်းဆိုရကဖန်ဆီးထားတဲ့နိုင်ငံတကာရာဇဝတ်တရားခံဖြစ်သူရွှေကုတ်ကိုကြမ်းဖြန့်ကောင်းဆောင်ရှင်ကြီးကျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးမဲ့ကိစ္စဟာလေစစ်ကောင်စီအတွက်အကြမ်းရိုက်စေတယ်လို့လေလာသူတွေကထောက်ပြပါရယ်။အဲ့ဒီအချိန်လေးတွင်ကြောင့်တရုတ်ဆိုရရဲ့တုံ့ပြန်လာမှုကိုစိုးရိမ်ကြောက်လန့်ပြီး၎င်းတို့အတွက်အရေးမပါတဲ့ပြည်ပနိုင်ငံသားတွေနဲ့အဆောင်တွေကိုအယောင်ပြလုပြနေတာမျိုးဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါရယ်။ စစ်ကောင်မရှင်ကတော့ကြားဖြန့်ကိုင်းခေခေပတ်နယ်မြေကို၎င်းတို့အနေနဲ့တရားဝင်ခွင့်ပြုပေးထားတာမရှိသလို KNU ခေါင်းဆောင်တွေကပအဝင်ပတ်သက်ပြီးငွေကြေးရယူကလုတ်ကင်နေတာဖြစ်ပြီးလက်ရှိမှာဇုံ၃ဇုံရှိနေတယ်လို့ဆွဆွဲပြောဆိုထားပါတယ်။ဒါပေမဲ့လက်ရှိမှာ KK ဘက်ပအဝင်နေဆက်ဒေတာကြားဖြန့်ကိုင်းတွေကိုစစ်ကောင်မရှင်နဲ့၎င်းနောက်ခံကရင်နယ်ခြားဆောင်တပ် BGF တို့ကတရုတ်နိုင်ငံသားတွေနဲ့အတူပူးပေါင်းလုတ်ကင်နေပြီးနိုင်ငံအသီးသီးကိုလိမ်လည်နေတယ်လို့သိရှိရပါတယ်။